ကဲမင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဗျကိုပြီ page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာเนาะအဲ့တော့ဒီနေ့ကတော့ဒါစနေညပေါ့လीเนาะထုံးစံတိုင်းဒီနေ့ကတော့ဒါ Premier League တော့မရှိဘူးဒီနေ့ La Liga အများစုနဲ့ဒါ Serie A နှစ်ပွဲလေးရှိပါတယ်အဲ့တော့ဒီ live ကတော့ကျွန်တော်စနေနေ့မှာ live လေးနှစ်ခုဒီနေ့လွှင့်ပါမယ်အဲ့တော့အခု live က24ရက်5လ2025ရဲ့ Serie A နှစ်ပွဲဖြစ်တဲ့ Bologna နဲ့ Genoa AC Milan နဲ့ Monza ဒီနှစ်ပွဲရဲ့ ဘောချုပ်သုံးသက်ချက်လေးကို D live ထဲမှာပြောပြီးမှာဖြစ်ပါတယ်အဲ့တော့ဒါပြီးရင်ကျွန်တော်နောက်ထပ်တစ်ပုတ်လွှင့်မယ်အဲ့ထဲမှာ La Liga သုံးသက်ချက်နဲ့အတူဒီနေ့ရရွေးချယ်ထားတဲ့လီသင်မောင်းလေးနဲ့အတူဒါရွေးချယ်မှုလေးတွေဒါပုံစီမှာထည့်ပြောပြီးသွားပါမယ်เนาะအဲ့တော့အသေးလေးလက်မလေးနဲ့လည်းတယောက်တစ်ချက်လောက်ကူညီပြီးတော့ဒါနှိပ်ပြီးကြပါအောင် brother ဘီเนาะအဲ့တော့မင်္ဂလာပါဗျအဲ့တော့မနေ့ကတော့ကျွန်တော်ရွေးချယ်မှုနားခဲ့တယ်ပေါ့လीเนาะမနေ့ကတော့ဒါ Napoli အသင်းကเนาะဒါထုတ်ပြောခဲ့တဲ့အတိုင်းပဲ2-0နဲ့သူတို့ B4 ရောက်ကန်ပြီးတော့သူတို့ဒါဖလားရသွားပြီပေါ့လीเนาะအဲ့တော့ La Serie A ရဲ့လက်ရှိလက်ကျန်ပွဲတွေမှာအောက်က ဒီ Juventus ကိုဒီဒီဒီ Roma တို့ Fiorentina တို့ Bologna တို့အသင်းတွေဟာလက်ရှိအနေအထားအရဥရောပဝင်ခွင့်အတွက်နောက်ဆုံးမျှော်လင့်ချက်ကိုစီတော့ရှိသေးတဲ့အနေအထားတွေပေါ့လေနော်အဲ့ဒီထဲမှာဒီနေ့ကတော့ဒါအမှတ်မလိုတဲ့ပွဲကတော့ဒါ AC Milan ဖြစ်ပါတယ်နော်အဲ့တော့မနေ့ကတော့ဒါ Real Betis ကတော့ဒါတို့အဲ1-1နဲ့ပဲနော်မနေ့ကကျွန်တော်ပြောခဲ့တဲ့အတိုင်း Bodin to score ဖြစ်ခဲ့ပေမဲ့ကျွန်တော်ကြောက်တဲ့1-1တစ်ပေါက်လေးဝင်သွားတယ်အဲ့တော့ Bodin to score ဖြစ်ဖြစ်ခဲ့ပေမဲ့ဂိုးပေါ်လေးကတော့မပေါ်ပါဘူးပေါ့လေနော်အဲ့တော့အမှတ်မလိုတဲ့ပွဲဖြစ်တဲ့အတွက် Conference League ကိုပဲအာယုံစိုက်ထားတဲ့ Real Betis အသင်းဟာမနေ့က တော့ Valencia ကိုတမင်လျှော်ခဲ့တာဖြစ်ပါတယ်နော်1-1နဲ့ပဲသူတို့ဂျင်းနဲ့ခဲ့ပါတယ်အဲ့တော့ဒီနေ့လဲ AC Milan ဟာအမှတ်မလိုတဲ့အနေအထားတစ်ခုမှာ Monza လိုတန်းဆင်းဆောင်ကအသင်းတိုင်းကိုကိုးပြတ်ရှုံးနေတဲ့အသင်းကိုဒီနေ့ပွဲမှာအနောက်ဆုံးအင်ဂွင်ပြိတ္တကိုဖျော်ဖြေသွားနိုင်မလားဆိုတော့ဒီဟာကတော်တော်လေးပြောဖို့ခဲရင်းပါတယ်နော်အဲ့တော့အင်ဂွင်အသင်းတွေကနောက်ဆုံးဒါအင်ဂွင်ပြိတ္တကိုဖျော်ဖြေမဲ့အနေအထားဆိုတာဟာတော်တော်လေးကြည်အောင်မှုခက်ခဲတဲ့အနေအထားမျိုးဖြစ်ပါတယ်။ကံရင်လဲကံလိမ့်မယ်၊ကံချင်မှလဲကံလိမ့်မယ်ပေါ့လေနော်။အဲ့တော့တခြားကတော့ဒီနေ့ Stuttgart တို့ PSG တို့ရဲ့ ဒီဖလားပွဲလေးတွေလည်းရှိပါတယ်။ဒါပေမဲ့အဲ့ပွဲတွေကကျွန်တော်နည်းနည်းလေးအနေအများတွေလို့ယူဆရတဲ့အတွက်အဲ့ဘက်ကိုကျွန်တော်တိတ်မကြည့်တာဘူးဒီနေ့ဒီလာလီဂါတော်တော်လေးမိုက်ပါတယ်နော်။အော်ဟိုအသင်းတိုင်းကပွဲတိုင်းဟာ အမှတ်လူတဲ့ပွဲတွေကြီးပဲဒီ Real Madrid ပွဲကလွဲလို့ပေါ့လေနော်ဂျန်နယ်ပွဲအားလုံးဟာအမှတ်လူပါတယ်ဒါကြောင့်ဒီနေ့တော့ La Liga လေးတော်တော်လေးမှိုက်ပါတယ်ဖိုင်းပါတယ်နော်အဲ့တော့ဖြုတ်ပါမယ်အဲ့တော့ဒီ live ကတော့ကျွန်တော်ဘောလုံးညာနဲ့ Genoa ပွဲလေးပဲပြောပြီးမှဖြစ်ပါတယ်အဲ့တော့ဒါဝိုင်းဆိုမှဆော့ချင်တဲ့ညီကိုနေတာလေ Gobi ရဲ့ promo code ဖြစ်တဲ့ GB777 အောင်သုံးပြီးတော့လေ100% bonus ရယူနိုင်ပါတယ်အသေးသေးသိရှိလိုပါကဒါဝိုင်းစပတ်မြန်မာ Facebook page နဲ့သူတို့ application သမဟုတ်ဒါကဒီ website link ရဲ့ customer service code လေးကိုနှိပ်ပြီးတော့လေ24နိုင်တိတူရတယ်မေးမြန်းလို့ရပါတယ်โอเคအဲ့တော့ let's go ပါအဲ့တော့ပထမဆုံးပွဲကတော့ဒါဘောလုံးညာနဲ့ Genoa ပွဲဖြစ်ပါတယ်ဆိုတော့ လုံးညာအသင်းကလက်ရှိနေထားမှာတလုံး30ပေါင်းကျွန်တော်ဒီမှာခင်းကျင်းထားတယ်ပေါ့လေအဲ့တော့ဒါကမှတလုံး60ပေါင်းဆိုတဲ့အနေထားနဲ့ ပေးထားတယ်အဲ့တော့ဘောလုံးညာအသင်းကလည်းရှိအနေထားအရဒါနောက်ဆုံးပွဲဖြစ်ပါတယ်เนาะအကုန်လုံးကဒီဘက်မှာပြီးသွားပါပြီအဲ့တော့ဘောလုံးညာကဒီနေ့ပွဲမှာဒါလက်ရှိအဆင့်8ကိုမှ62မှတ်နဲ့ယက်တီနေတယ်အပေါ်ကဖီရိုဒီနာအဆင့်9ရဲ့အသင်းက62မှတ်နဲ့ယက်တီနေပါတယ်ဒါပေမဲ့အပေါ်ကလာဇီယိုဆိုတဲ့အသင်းက65မှတ်နဲ့ဒါအဆင့်6မှာယက်တီနေတယ်အဲ့တော့ဒီဒီဘက်မှာเนาะလာဇီယိုအသင်းကတွေ့ရမယ့်အသင်းကလက်ချီဖြစ်ပါတယ်အဲ့တော့လာဇီယိုဟာလက်ချီကိုနိုင်ဖို့တောင်မလိုဘူးအဲ့တော့ဒီဟိုတရေကြယုံနယ်ကိုသူတို့ဒါနောက်တစ်ဆင့်တတ်သွားမယ့်အနေထားဖြစ်ပါတယ်လာဇီယို ာပေါ့နော်လက်ချီသင်းကိုဆိုတော့အိမ်ခွင်းလည်းဖြစ်တဲ့အတွက်ဘလူးဝဲကန်ကန်တော့ဒီလာစီယိုကအနေဆုံးတော့တည်တမကရတယ်ဗျအဲ့တော့လာစီယိုရသွားပြီးတဲ့အနေထားမှာ conference တည်ချသွားတဲ့အနေထားမှာဘောလုံးညာဟာမျောလင်းချက်ရှိပါအောင်မလားဒီတခုပဲတွေးစရာရှိတယ်အဲ့တော့သူ့ဘောကဖီယိုရဒီနာကလည်းဦးရီနီကိုဧကံမှာအဲဦးရီနီအိမ်ခွင်းမှာသွားကန်မှာဆိုတော့ဘောလုံးညာအနေနဲ့လက်ရှိเนาะဟိုလက်ရှိဖောင်ကောင်းနေတဲ့ဂျီနိုဟာအသင်းနဲ့တွေ့ဆုံမှုမှာလက်ရှိပေးထားတဲ့အနေအထားကတလုံး30ပေါင်းတော့ပေးထားပါတယ်ဒါပေမဲ့ သုံးလုံး90ပေါင်းဆိုတော့ဂိုးပေါင်းကြီးအရာဘိုလောညာဘက်ကပဲတွင်းကိုမြင်ရမယ်အနေထားပါဘိုလောညာခန်းစစ်အသားပေးပြီးဆော့လိုက်ပါအောင်မယ်အဲ့တော့ဒီနေ့တည်းကပထမအကြော့ဂျီနိုအာအင်ကွန်းမှာပေးထားတဲ့အနေထားအရာဘိုလောညာဝေးဝန်းကနေလေဗယ်တရားရှုံးပေးခဲ့ပါတယ်တူတူဆိုတဲ့ရလလေးဖြစ်ပေါ်ခဲ့ပါတယ်ဒါကြောင့်ဒီနေ့ဘက်မှာတကယ်တမ်းပေးတဲ့ဂျီကဘိုလောညာအနေနဲ့လုံးသေးပေးရမှာဖြစ်ပြီးတော့ဒါလက်ရှိအနေထားအရာတလုံး30ပေါင်းဆိုတာဟာပေးတင်တော့ဂျီမျိုးဖြစ်ပါတယ်2024ပြီးခဲ့တဲ့ရာသီတလပိုင်းမှာဘိုလောညာအသင်း series မှာပေးခဲ့တဲ့ဂျီနိုအာကိုပေးခဲ့တဲ့ဂျီက level 50ရှုံးမဲ့ရှိပါတယ်เนาะဒါမှဒါကြောင့်အခုပေးတဲ့ဂျီကတော့ဒါပေးတဲ့ ဲ့ကြီးတဲ့မှာမှအဲကြီးပြင်းတယ်လို့တော့ကျွန်တော်ယူဆလို့ရတဲ့ပွဲဖြစ်ပါတယ်ဒါပေမဲ့တခုစဉ်းစားစရာရှိတာဟာစောစောကျွန်တော်ပြောခဲ့တယ်လို့ပဲလာစီယိုတမှတ်ရရင်တောင်မှနော်ဟို conference league တို့ကတေချာသွားပြီဆိုတဲ့အနေအထားမျိုးမှာဘောလုံးညာကံပါအောင်မလားနော်အဲ့တော့လာစီယိုအမားတော့စောင့်ကြည့်ရအောင်နော်အကယ်၍များအဲခြေကျော်လက်ချော်နဲ့လက်ချီအသင်းကြီးကိုအိမ်ခွင်းမှာရှုံးသွားခဲ့ရင်မဖြစ်တော့မဖြစ်နိုင်ပါဘူးနော်ဒါကြောင့်ဘောလုံးညာကံပါအောင်လားပဲကျွန်တော်ထည့်သွင်းစဉ်းစားမှာဖြစ်ပါတယ်အဲ့တော့လက်ရှိအနေအထားအရာ ဘောလုံးညာအသင်းအနောက်ဆုံး၅ပွဲမှာတပွဲပဲနိုင်လာတယ်ဒါပေမဲ့အဲ့နိုင်တဲ့ပွဲကလည်းသူတို့ဖလားရပြီးသားဖြစ်ပါတယ်เนาะအဲ့တော့လက်ရှိအနေအထားရဖလားရသွားပြီဖြစ်တဲ့အတွက်အဲ conference league လား europa league လားမသိဘူးဘောလုံးညာဝင်သွားပြီဆိုတော့လက်ရှိအနေအထားမှာဒီပွဲအရင်ကြီးကံမဲ့တော့မထင်ဘူးဗျာသိလားအိမ်ဝင်နောက်ဆုံးပွဲအိမ်ဝင်ပရိသတ်တွေကိုဖျော်ပြတာတော့ဒါတကြောင်ပေါ့လीเนาะဒါကြောင့်အိမ်ဝင်အရင်ကောင်းလုံးနဲ့ဘောလုံးညာအသင်းအန်ဒီပွဲမှာရှုံးမှာတော့မဟုတ်ဘူးဒါပေမဲ့နိုင်အောင်ကံမှာမလားပဲကူးပြအောင်ကံမှာမလားပဲစိုးရင်စရာရှိတယ်အဲ့တော့လက်ရှိ အခင်းအကျင်းအရာကျွန်တော်ဒီပွဲလေးတော့ B-ball G out လေးကြိုက်တယ် B-ball ဟာအန်ရီများပါတယ်တီတပေါက်တော့အနိုင်ငယ်လေးကြောက်ရတယ်ဒါပေမဲ့တစ်ဖက်ကအသင် Gino ဟာအသင်းဟာတောက်လျှောက်ဝေးခွင့်ဟာကန်ဆယ်သားပြီးပြီးတော့တိုက်စစ်တော်တော်လေးရုန်းကန်နေရတဲ့အနေအထားဖြစ်တာကြောင့်ဒီပွဲနေမယ်ဆိုရင်တော့ဘောလုံးညာ body မိုက်ပါတယ် goal out ပို့မိုက်ပါတယ်ဘာလို့ ဂျီနိုဝါဟာနာပိုလီအိမ်ခွဲမှာတော့မှတူးတူးနဲ့ကန်ထားတဲ့ရက်လက်လေးတွေ့ခဲ့ရပါတယ်။ဒါကြောင့်လူမျိုးအနေထားမှာ390ပေါင်ခင်းချင်းထားတယ်ဆိုကြတဲ့ကဒီဘွဲကနှစ်သိန်းပေါင်၃လုံးရောက်ဖို့တော်တော်လေးခဲရင်မယ်လို့ယူဆတော့ဂျီမျိုးဖြစ်ပါတယ်။နော်အဲ့တော့ body ကတော့ဆုံးဖြတ်ရတော်တော်လေးကျက်ပါတယ်။ဒါပေမဲ့ဂျီအရာအပြင်တော့လုံး30ပေါင်ဟာ ကတ်နိုင်ကောင်းနိုင်သွားတယ်ဘာလို့ဂျူဗင်တက်စ်တောင်မှအင်္ဂါမှာဂျီနိုအောင်ပြီးတဲ့ကြီးကတည်းကတလုံးတည်ဖြစ်နေတာเนาะဒါကြောင့်ဟိုပြီးတဲ့လုံး30ပေါင်းဆိုတာဘလုံးညာအောင်နိုင်သောဂျီမျိုးဖြစ်ပါတယ်ဒါကြောင့်ဘလုံးညာဘော်ဒီမိုက်ပါတယ်ဂိုးအောက်လေးမိုက်ပါတယ်เนาะနှစ်ချောင်းနဲ့တစ်ချောင်းဝင်မှတင်ပါတယ်โอเคအဲ့တော့နောက်တစ်ပွဲသွားရရင်ကျွန်တော် AC Milan ပွဲပါဒီမှာနှလုံး90ပေါင်းပြီးပြီးတော့လေးလုံး90ပေါင်းနဲ့ကျွန်တော်ပြန်ကာထားခြင်းဖြစ်ပါတယ်အဲ့တော့ပထမအချော့မွန်ဇာအင်္ဂါမှာ AC အဝေးခွင့်ရတဲ့လုံး90ပေါင်းပြီးတဲ့ဇီဝါနဲ့ပွဲပြီးခဲ့ပါတယ်ဆိုတော့ဒီနေ့ဘောမှာတကယ်တမ်းပြည်တဲ့ကြီးကတလုံး90ရှုံး AC Milan ကပေးရမှာဖြစ်ပြီးတော့နှလုံး90ပေါင်းဆိုတာ အင်မတန်ပြင်းလွန်းသောဂျီမျိုးဖြစ်ပါတယ်အဲ့တော့ AC Milan ဒီနေ့ပွဲမှာအဓိကကစားသမားသူရဲ့တိုက်စင်မှုဂျီမီနက်စ်နော်အနီကပ်နဲ့ပွဲပယ်ထားတဲ့အတွက်မပါနိုင်ပါဘူး Rafael ကိုလည်းမပါဘူးပြောပါတယ်ချူဝစီလည်းမပါပါဘူးဟာနန်ဒက်စ်လည်းမပါပါဘူးဆိုတော့အဓိကကစားသမားအများစုမပါနိုင်ပါဘူးနောက်တစ်ချက်ကဂိုးသမားလည်းအရန်ဂိုးသမားနဲ့ပဲပေါ်ထွက်လာမယ်လို့သတင်းတွေမှာဖော်ပြထားတယ်နော်အဲ့တော့ဒါမဲ့ Lion Up ထားမှတော့ယုံပါနော် Lion Up တော့တစ်ချက်စောင့်ကြည့်ပါအဲ့တော့ဒါဟိုတောင်မှနှလုံး90ပေါင်းအထိ ကြေးပြင်းရပုံအရ AC တကယ်ကျုံးမဲ့အနေထားလို့တော့ယူဆရပါတယ်။တဖက်ကမွန်ဇာဟာเนาะလက်ရှိအနေထားရဒီဒီပက်စင်နာတို့ဂဗနိုလို့အုပ်စုကဒါရုံးကန်နေရအနေထားမှာတိုက်စစ်ပိုင်းအားနေပါတယ်။ကပရဒီနဲ့ဘော်ဒီနဲ့အတွဲလုံးဟာအဲ့လောက်ကြီးဂိုးရမဲ့အနေထားမှာမရှိနိုင်ပါဘူး။အဲ့တော့လက်ရှိပေးထားတဲ့၄လုံး90ပေါင်းဆိုတော့ ဂိုးပေါင်းကြီးမျိုးဟာမွန်ဇာဘတ်ကဂိုးရဖို့ဆိုတာထက် AC Milan out the individual over 2.5ဖြစ်ဖို့ကအရကိုင်းတော့ပိုများမယ်လို့ပဲကျွန်တော်ကောက်ချက်ချပါတယ်အဲ့တော့လက်ရှိအနေထားအရ line မှာတစ်ချက်ကြည့်ပါတော့အဲ့တော့လက်ရှိကတော့ဒီဘက် AC Milan ဘက်ကတော့ကျွန်တော်ထင်တော့ဒီအရန်တိုက်ဆက်မှုကာမာဒါနယ်ပဲပွတ်ထွက်မယ်ဆိုတော့ဂျာဖီလစ်ပါမယ်ပူလီစစ်ပါမယ်ဆိုတော့ဒီ၃ယောက်နဲ့က AC ကတကယ်ကြီးရောကံပါမလားဗောနော်၃လုံးပြစ်အောင်ဒီတစ်ချက်ပဲကျွန်တော်စိတ်ပူစရာရှိပါတယ်ဒါပေမဲ့ဂျီအရာအပြင်တော့၄လုံး90ပေါင်းမှ၄လုံး90ပေါင်းဖြစ်တဲ့အတွက်တေချာပေါက် AC ဘက်က2ကိုအထိတော့ရောက်နိုင်ပါတယ်เนาะအဲ့တော့2စီးလေးတော့အနေဆုံးရောက်မယ်လို့ယူဆပါတယ်နေမယ်ဆိုရင်တော့ဒီဘွဲက AC body ပဲနေသင့်တယ်လို့ကျွန်တော်ယူဆပါတယ်เนาะ AC body လေးပါပါလေးပဲကြိုက်ပါတယ်ဗျအဲ့တော့ဒါကတော့ဒါနှစ်ပွဲပဲရှိတဲ့ကျွန်တော်ဒီနေ့ဒါဒါ series A ရဲ့ဒါပွဲချုပ်သုံးသက်ချက်လေးဖြစ်ပါတယ်เนาะအဲ့တော့ဒါဒီ live ပြီးရင်ကျွန်တော်အခုဆက်ပြီးတော့ပဲကျွန်တော် La Liga သုံးသက်ချက်နဲ့အတူမောင်းမောင်းလေးတစ်ခါလေးအဲ့ live တွေမှာပဲပြောပြီးသွားပါမယ်เนาะအဲ့တော့ကျွန်တော် comment လေးတစ်ချက်လောက်ဖတ်ဖတ်ဖတ်လိုက်ပါဦးเนาะ Brother Kit မင်္ဂလာပါ Nine Two ရမင်္ဂလာပါ Brother Phyo လေးမင်္ဂလာပါ Soul လက်မင်္ဂလာပါ Zen White မင်္ဂလာပါ Lucky မင်္ဂလာပါ Jaw Hey မင်္ဂလာပါ Zor လေးမင်္ဂလာပါ Uhla လွယ်မင်္ဂလာပါဗျဆိုးဆိုးမင်္ဂလာပါ Jaw G S SPW ပြုံးရွှင်နဲ့မင်္ဂလာပါဗျ မောင်ပစင်းမင်္ဂလာပါလီလီစမ်းမင်္ဂလာပါအောင်ရဲမင်္ဂလာပါလှသိမ့်မင်္ဂလာပါအေးမင်းမင်္ဂလာပါဗျဘရာသာရဲထက်နိုင်မင်္ဂလာပါကျော်စင်ဟိတ်မင်္ဂလာပါဗျကိုဆိုးလင်မင်္ဂလာပါအအောင်ဇော်မြင့်မင်္ဂလာပါဇင်ကြီးမင်္ဂလာပါတားကြီးမင်္ဂလာပါဦးမျိုးညော့မင်္ဂလာပါဦးလေးဖြိုးမင်္ဂလာပါဗျရှက်ဖီပွဲလေးတဲ့ okay ရှက်ဖီပွဲကအမှန်တိုင်းပြောရရင်တော့လीရှက်ဖီမရှုံးတော့ဘူးဗျဟောတော့လက်ရှိဒီယာဒီရဲ့ဟိုရှက်ဖီယူနိုက်တက်နဲ့ဆန်ဒါလန်ရဲ့ဟိုလက်ရှိဒီယာဒီကန်တဲ့အနေထားကိုတစ်ချက်ကြည့်ပါတော့အဲ့တော့ရှက်ဖီယူနိုက်တက်ဟာလက်ရှိအနေထားရတာ46ပွဲကန်နဲ့28ပွဲနိုင်နေ 10ပွဲရှုံးတယ်10ပွဲတည်နေရမှတ်60အထိရထားတဲ့အသင်းဖြစ်ပါတယ်ရှက်ဖီယူနိုက်တက်ကတစ်ဖက်ကဆန်ဒါလန်ကသူ့အောက်မှာပဲမှန်တယ်နော်အစဉ်၄မှာရက်တည်နေတယ်ဒါပေမဲ့ဆန်ဒါလန်ရဲ့ရမှတ်က86မှာပဲရှိပါတယ်86နဲ့60ဆိုတဲ့အချက်ဟာဒါတော်တော်လေးကွာတယ်လို့ပြောလို့ရပါတယ်ဒါကမှဟိုကြေးကိုကြည့်ရရင်တော့ဒါဂျားခွင့်အနေနဲ့စဉ်းစားမယ်ဆိုရင် level 50ဆိုတဲ့ပမာဏဟာ ပေးတင်သောဂျီမျိုးဖြစ်ပါတယ်ဒီရာသီရဲ့ချန်ပီယံရှစ်ပထမအကြော့ဒီ Sheffield United အိမ်ခွင်းမှာချန်ပီယံရှစ်ကို Sheffield United ဘက်က level တရာရှုံးထိပေးခဲ့ပါတယ်ဒါကအိမ်ခွင်းအားသာကြံကြောက်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဝမ်းစီနဲ့အောင်နေဗျာဒုတိယကြော့ Sunderland အိမ်ခွင်းရောက်တဲ့ခါမှာလဲ Sunderland ဘက်က level တရာရှုံးပေးတယ်2-1နဲ့ပဲထပ်ပြီးတော့အောင်ပါတယ်เนาะဒါကြောင့်အခုပေးတဲ့ဂျီ level 50ရှုံးဆိုတာဟာဒါပေးတင်သောဂျီမျိုးဖြစ်တယ်လို့ယူဆပါတယ်ဒါပေမဲ့နှလုံးသီးနဲ့ပိတ်ထားခြင်းကြောင့်လဲ Sheffield United အရင်ကြီးဖွင့်ဆောမယ်အနေဒါမရှိနိုင်ဘူးပြီးရင်လဲ ZZ1Z လောက်နဲ့ပဲကတ်ပြီးပြီးတော့ ွားဖြစ်ဖို့များပါတယ်နောက်တစ်ချက်က Sheffield United ရဲ့လက်ရှိဒီဟာဒီရဲ့အင်ဂွင်ကာရန်ဖောင်ဖြစ်ပါတယ်အင်ဂွင်မှာကမီဝေါ်တို့ Leeds တို့ Hull City တို့အင်ဂွင်မှာရှုံးကောင်းရှုံးလိုက်မယ်ဒါပေမဲ့လက်ရှိအနေအထားအရာကဒီအသည်မှာเนาะတစ်ဖက်ကဆန်နာလိုင်းရဲ့လက်ရှိကာရဖောင်ပို့ဆိုးနေပါတယ်เนาะလက်ရှိဒီမတိုင်ခင်ပလေးအော့ဖ်မတိုင်ခင်မှာကန်ခဲ့တဲ့နောက်ဆုံး9ပွဲလား10ပွဲလားဒီမှာကြည့်ကြည့်လိုက်เนาะဒီဒီလိုမျိုးအနေထားမှာဒီမှာနီးရဲနေတဲ့အနေထားတွေကိန်းကနန်းတွေမြင်ရတဲ့အတွက်ဒီပွဲဟာကျွန်တော်ထင်တော့ဆန်နာလိုင်း ရှက်ဖီကိုဒီရသည်မှာမကြောနိုင်လောက်ဘူးထင်တယ်ဗျာကျွန်တော်ထင်တော့ရှက်ဖီယူနိုက်တက်ပဲအပေါ်ရောက်ဖို့များပါတယ်เนาะမိုရီရိုအုပ်စုလည်းလက်ရှိအနေထားမှာတော်တော်လေးခြေစွမ်းတက်နေတဲ့အနေထားမျိုးက90ရင်းရရင်တော့ရှက်ဖီနဲ့ပဲနေရမှာဖြစ်ပါတယ်90မရင်းရင်တော့ဒဲကြီးနဲ့ပဲနေပါလက်ရှိ3.6နှစ်ရာခိုင်နှုန်းပေါက်ပါတယ်1600ပြန်ရမယ်ရှက်ဖီယူနိုက်တက်ဒဲကြီးနဲ့နေတော့ပို့အဆင်ပြေမယ်ထင်ပါတယ်เนาะရှက်ဖီယူနိုက်တက်ဘော်ဒီပဲကြိုက်ပါတယ်ဘရာသာကြီးเนาะအဲ့နေမယ်ဆိုတော့ဒဲကြီးနဲ့တော့ကျွန်တော် recommend ပေးပါတယ်မြန်မာကြီးနဲ့တော့ကျွန်တော်မကြိုက်ပါဘူးเนาะโอเคပါဗျခဲအဲ့ဒါဆိုတော့ကျွန်တော်ဟိုဟာလာလီ က live လေးအခုထပ်ပြီးလွှင့်ပါမယ်เนาะဒီ live လေးကိုကျွန်တော်အဆုံးတက်လိုက်ပါအောင်เนาะအဲ့တော့ဒါဒီဒီ live ကိုလည်းကြီးစုပေးရ brother တွေ share ပေး brother တွေ comment ပေး brother တွေတယောက်ချင်းနေကြွေးသမားကြီးတင်ပါလိမ့်ဗျမင်္ဂလာစီစောညလေးဖြစ်ပါ